ပါလီစောပါဒီကနေ့အော်တိုဝါလာကိုရဲနေနွေစီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအေမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အေအေဥဆောင်တဲ့တော်လန်ရေးပူပေါင်းတက်တွေဟာစစ်ကောမရှင်ရဲ့စစ်ကူစစ်ကြောင်းတွေနဲ့စစ်တပ်ကာကင်စခန်းကုန်းတွေကိုအပြတ်အသတ်တိုက်ခိုက်ရှေမုံပြီးတဲ့နောက်ကပ္ပစ14ရဲ့တမိုင်းလောက်အကွာအထိကိုတိုက်ပွဲရောက်ရှိလာတဲ့ဆိုတဲ့သတင်း မောင်နှောင်မြို့မြောက်ပိုင်းတိုက်ပွဲတွေကဒဏ်ရာရအကြမ်းဖက်အစားအဖွဲ့ဝင်အနည်းဆုံး9ဦးကိုဘင်္ဂလားဒေ့ရှ်ကိုယူဆောင်သွားတဲ့တဲ့။ကြောက်ဖြူမှာရေလုံသားတွေအပါအဝင်ရက်ွက်နေဒေသခံအယောက်20လောက်ကိုစစ်တပ်ကဖမ်းဆီးတဲ့တဲ့တွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အရခတ်တော်အေအေဥဆောင်တဲ့တော်လန်ရေးပူပေါင်းတက်ဖွဲ့တွေဟာအမ်ပဒန်လမ်းပေါ်ကစစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတွင်လည်းကာကင်းစခန်းကုန်းတွေကိုအပြတ်အသတ်တိုက်ခိုက်ရှင်မုံပြီးတဲ့နောက်လက်ရှိနှစ်ဖက်တိုက်ပွဲတွေဟာကပါဆဆလေးနဲ့စင်ပွင်းရွာလက်နက်ကြီးအထိုင်စခန်းရဲ့တမိုင်လောက်အကွာကိုရောက်ရှိလာတာဖြစ်ပါတယ်အေအေနဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကနယ်ရီကန်လေချောင်းရံကောက်ွေရေးဖြူဟာစခန်းကုန်းကြီးကိုဝိုင်းပက်ပိတ်ဆို့ထားပြီးစစ်ကူနဲ့ရိတ်ခါတိဆောင်လာတဲ့စစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်နေတယ်လို့လဲစီရေးသတင်းရင်းမြစ်တွေကပြောကြားပါရတယ်။ လက်ရှိစစ်တပ်ကလေကြောင်းပစ်ကူစစ်ကြောင်းစစ်ကူတွေနဲ့တိုက်ခိုက်နေကြတဲ့ဂျာကစခန်းငယ်အများပြားကိုလက်လွတ်ခဲ့ရတယ်လို့လက်ရှိမှာအမ်ဘတန်ရိုးတောင်ကျော်လန်ကနယ်ရီကန်တောင်မှာလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကုန်းကြီးတစ်ခုပဲနောက်ဆုံးကျန်ရှိနေတော့တာဖြစ်ပါတယ်။စစ်ကောမရှင်တပ်ရဲ့လက်ရှိထိုးစစ်တွေဟာအမ်မြို့ကိုဝင်ရောက်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့ သူတို့ရဲ့စီးရေးရည်မှန်းချက်တွေမအောင်မြင်သလိုနိုင်ရကန်လေးချောင်းရံကာကွယ်ရေးဗျူဟာကို AA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲမကျရောက်စေဖို့အသေးအတန်ကြိုးပမ်းကာကွယ်နေကြရတာဖြစ်ပါတယ်။နောက်ထပ်ရခိုင်သတင်းတစ်ပုဒ်အနေနဲ့ကတော့မောင်တော်မြို့နယ်မြောက်ပိုင်းမှာအရခတ်တတော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းဒဏ်ရာရရှိသွားတဲ့အာဆာတပ်ဖွဲ့ဝင်၅ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကို ယူဆောင်သွားတယ်လို့အမည်မဖော်လိုတဲ့ဘင်္ဂလားဒေ့ရှ်ထောက်လန်ရေးအရာရှိတယောက်ကအတည်ပြုပြောဆိုပါရယ် ဒံယာရအာစာတပ်သားတူဦးဟာတလင်းလာနေမနက်ပိုင်းကတက္ကနမြို့နယ်နေဆက်ကိုဖျက်ကျော်ပြီးစစ်ကူတမှုခံယူဖို့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံထေကိုဝင်ရောက်လာခဲ့တယ်လို့တရှိန်နေမှာပဲနောက်ထပ်ဒံယာရအာစာတပ်ဖွဲ့ဝင်၄ဦးဟာလည်းရင်ဒါဗင်ခိုင်နက်ဂျက်စရီမြို့နယ်ခေါင်းတုံးဒေသကနေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုစစ်ကူတဖို့ယူဆလာခဲ့တယ်လို့ဆိုပါတယ်သူတို့ကိုစစ်ကူတဖို့ယူဆလာတဲ့အပေါ်မှာအဲ့ဒီထောက်လန်ရေးအေဂျင်စီကအရာရှိကအတိအပြုပြောဆိုခဲ့ပေမဲ့ ဘယ်နေရာမှာစိတ်ကူတမှုခံယူနေရဲဆိုတာကိုတော့ပြောဆိုဖို့ညင်ဆိုခဲ့ပါတယ်။ AA နဲ့အာစာ RSO တို့အကြားနီးစပ်ဖြတ်ကျော်ကဘင်နာဗင်ခိုင်အလေးခွာတောင်မြို့နယ်အမှတ်၄တိုက်နယ်အနီးကမြန်မာနိုင်ငံလုံပန်ပရာနဲ့ဘူးတိတောင်နေမြေရီအတွင်းမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကြောင်း BGB သတင်းရင်းမြစ်တွေက ပြောကြားပါတယ်။အော်တိုဘာလာ၄ရက်နေ့ကအာဆာ RSO တို့ကဝေလန်ခေါ်အာရခတတော် AA ရဲ့စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပေမဲ့ စခန်းကိုမသိမ်းပိုင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်ဒါပေမဲ့လည်းအာဆာ RS ဆိုနဲ့တချို့သောဒေသခံအဖွဲ့တွေကအတူတကွစစ်ဆင်ရေးတွေဆင်းနွှဲနေကြတယ်လို့ဖော်ပြထားပါတယ်ရှင်ရခိုင်ပြည်ကြောက်ဖြူမြို့မှာငါးဖန်ထွက်တဲ့ရေလုံသားတွေအပါအဝင် ရက်ွက်တွေကဒေသခံအယောက်20လောက်ကိုစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်ဖန်စီခံရသူတွေဟာကြောက်ဖြူမျိုးစပြင်းကွင်းရက်ွက်ကရေလုံသားအမျိုးသား၁၀ယောက်နဲ့ ရက်ကွက်ထဲကလမ်းသွားလမ်းလာဆေးရောက်ထက်မနေတို့ဖြစ်ကြပါရယ်အောက်တိုဘာလ3ရက်နေ့ကကြောက်ဖြူမျိုးနဲ့စပင်းကွင်းရက်ကွက်ကနေပိုက်သွားရှာတဲ့ငါဖန်သမားဆေးရောက်ကိုစစ်တပ်ရဲ့ကန်းကျင်နဲ့စိတ်ကန်းတွေမှာအဆောင်ရှာထားတဲ့ရဲနဲ့စစ်သားတချို့ကငါဖန်း area ကြော်ပြီးတော့ဖမ်းနေဆိုပြီးတော့ဖမ်းဆီးသွားတာဖြစ်တယ်လို့မြို့ခန့်အမျိုးသမီးတယောက်ကပြောပါရယ်အောက်တိုဘာလ4ရက်နေ့ကလည်းအေစီယံအကြောင်းပြစစ်ဆေးကဒေသခံအမျိုးသား9ဦးနဲ့လမ်းသွားလမ်းလာဒေသခံတချို့ကို ဆွေးခေါ်ဖန်ဆီးသွားတယ်လို့အမည်မဖော်လိုတဲ့အမျိုးသားတယောက်ကပြောပါရယ်ဖန်ဆီးသွားသူတွေကိုမြို့မရဲစခန်းမှာထိမ့်သိမ်းထားပြီးငွေကြေးပေးလို့ရှိရင်ပြန်လွှတ်ပေးတယ်လို့လည်းမြို့ခံတွေစီကသိရပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ရှင်ကျင်းရင်တည်တဲ့ပုတ်အနေနဲ့ကတော့တနင်္သာရီတိုင်းတဝင်းမြို့နယ်ထိုင်းမြန်မာနယ်စပ်ကထိခိဒေသမှာ လေးတက်ရဲ့လေးချောင်း NDA အကြောင်းပြည်သူ350ကျော်ဟာဘေးလွယာကို ထွက်ပြေးနေရတယ်လို့သိရပါဗျ။ကရင်အမျိုးသားအစည်းအရုံး KNU ဗိတ်တဝေခရိုင်ချင်းမိုပွားနေမြေမေသမီခီကြီးရွာအတွင်းကိုမနေ့ကအောက်တိုဘာလ6ရက်နေ့မနေ့အစောပိုင်းမှာစစ်တပ်ကဝိုင်းတွဲလေရဲနဲ့ဘုံကျင်းမုံအကျင်ရေ30အတွင်း120မမဘုံတီ40ကျော်ကြေရှာခဲ့တာကြောင့်ပြည်သူလူထုပိုင်းနေအိမ်တွေနဲ့အစာအုပ်တရှို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဗိတ်တဝေခရိုင် ပြည်သူဆက်ဆံရေးနဲ့တည်င်းပြန်ကြားရေးကတည်င်းထုတ်ပြန်ထားပါတယ်။ဒါအပြင်အဲ့ဒီကြေးရွာအတွင်းကို မနေ့ကနေ့လယ်နှစ်နာရီကျော်အချိန်မှာလဲစစ်တပ်က Jet Fighter နဲ့ထပ်မံပုံကြီးတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလူထုပိုင်းပြည်စည်းဥစ္စာတွေထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့ဒေသခံပြည်သူလူထု350ကျော်ဟာလဲဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်မရှင်ဟာသူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမြေတွေဖြစ်တဲ့ KNU ဗိတ်တဝေခရိုင်အုပ်ချုပ်ရာဒေသတွေအတွင်းက ပြည်သူလူထုတွေကိုအကြောက်တရားဖြစ်ပေါ်စေဖို့အတွက်ရည်ရွယ်ချက်ရှိရှိလေးချောင်းကနေပုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံတကာရာဇဝတ်မှုခုံရုံးတစ်ကအရင်ဝင်ကြီးရှုပ်ရှိတ်ဟာစီးနာနဲ့အတူ လူပေါင်း28ဦးကိုတရားစွဲဆိုရမှာထိတ်တန့်ဘင်္ဂလားဒေ့ရှ်စစ်အရာရှိ25ဦးပါဝင်တယ်လို့ဒကာမျိုးအခြေစိုက် The Daily Star မှာဖော်ပြထားပါတယ်။ ဒီတရားစွဲဆိုခံရတဲ့ထိတ်တန့်စစ်တပ်အရာရှိတွေအထဲမှာအငီးစားယူထားတဲ့စစ်ဘုံရှုပ်တွေပါဝင်တယ်လို့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အစင်းမြင့်ထိတ်တန့်စစ်အရာရှိတွေလည်းပါဝင်နေလို့သိရပါဗျ။ဝန်ကြီးချုပ်ရှိဟစီနာဦးဆောင်တဲ့အစိုးရရဲ့15နှစ်တာအုပ်ချုပ်မှုကာလအတွင်းရှုဝက်စွာဖမ်းဆီးထိန်းသိမ်းမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုအမှုနှစ်ခုအတွက်စစ်တပ်အရာရှိ23ဦးကိုယမန်နေ့ကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။အမှုနှစ်ခုမှာတရားခဏ9ဦးဟာစစ်တပ်ကအနားယူထားတဲ့ အရာရှိကြီးတွေဖြစ်ကြပြီးတော့73ဦးကတော့လက်ရှိတာဝန်ထမ်းဆောင်နေစဉ်တက်မတော်အရာရှိတွေဖြစ်ကြတယ်လို့အစိုးရရှိနေတဦးက The Daily Star ကိုအတည်ပြုပြောဆိုထားပါတယ်။တခြားဗိုလ်မှူးချုပ်တဦးကတော့လက်ရှိအချိန်အထိစစ်တပ်မှာတာဝန်ထမ်းဆောင်ဆဲလားဒါမှမဟုတ်အညီစားယူထားသလားဆိုတာကိုတော့အသေးအချာမပြောနိုင်သေးဘူးလို့ဆိုပါတယ်။နောက်ထပ်တာရီယာအမုံအတွက်ကတော့နောက်ထပ်ထိတ်တန်းစစ်အရာရှိနှုတ်ဦးကိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ သူတို့ကတော့ဘင်္ဂလားဒေ့ရှ်နေရှားစောင့်တဲ့ BGB ရဲ့အရာရှိဟောင်းဒုတိယဗိုလ်မှူးကြီးရွန်ဝနိုအစ္စလန်နဲ့ဗိုလ်မှူးမက်ဖရာဖတ်တို့ဖြစ်ကြပါရယ်သူတို့နဲ့အတူရဲအရာရှိနှစ်ဦးတို့ကိုလည်းပြီးခဲ့တဲ့နှစ်ဇူလိုင်လလူထုအုံကြွမှုအတွင်းလူ28ဦးကိုတပ်ဖြတ်မှုနဲ့လူသားမျိုးနဲ့အပေါ်ရာဇဝဲမှုကျူးလွန်ခဲ့တဲ့ဆိုကတရားဝင်ဆွေးဆက်တင်ထားခဲ့တာလို့ဆိုပါရယ်အဲ့ဒီအမှုသုံးခုအတွက်တရားစွဲဆိုခံထားရတဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိတွေနဲ့အရာရှိဟောင်း25ဦးကို မနေ့ကတရင်ဝင်ဖန်ဝင်ရန်ထုတ်ခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းခြားခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရီစီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရင်းစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်